2023ခုနှစ်ဇွန်လ6ရက်ကြာတာပြည်နေ့ညပိုင်း RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါ။ RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမရှင်။ မြန်မာနိုင်ငံမှာပထမဆုံးကြိမ်ဖြစ်ပြုလုပ်တဲ့ကမ္ဘာစီးပွားရေးညီလာခံဖွင့်ပွဲအခမ်းအနားကိုနေပြည်တော်နိုင်ငံတကာကွန်ဗင်းရှင်းစင်တာမှဒီကနေ့ကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားကိုသမရဦးသိန်းစိန်တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ BNN နိုင်ငံဝန်ကြီးချုပ် Mr. နှုယင်တန်တောင်းလာအိုနိုင်ငံဝန်ကြီးချုပ် Mr. တွန်ဆင်းတမပေါင်းနဲ့ကမ္ဘာစီးပွားရေးညီလာခံတည်ထောင်သူနဲ့ဥက္ကဋ္ဌဖြစ်သူပမောက္ခ Klaus Schrepp တို့လည်းအတီးတီးမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့အစိုးရဖွဲ့ဝင်တွေပါဝင်နိုင်ငံပေါင်း90ကျော်ကနိုင်ငံရေးစီးပွားရေးလူမှုရေးခေါင်းဆောင်900ကျော်တက်ရောက်ခဲ့ကြပါတယ်။ဒီကနေ့ကျင်းပတဲ့ကမ္ဘာစီးပွားရေးညီလာခံပထမနေ့မှာဒေါအောင်ဆန်းစုကြည်ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းနဲ့လူ့ခွင့်ရေးလှုပ်ရှားသူမက်ဆင်မောင်တို့ကမြန်မာပြည်ရဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်ဗန်ဒုံတိုင်းဆိုင်ရာမြန်မာနိုင်ငံတွင်းမှာစီးပွားရေးလုပ်ကိုင်နိုင်မှုအခြေအနေစတဲ့ခေါင်းစဉ်တွေနဲ့လည်းဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။၂015ခုနှစ်ရွေးကောက်ပွဲမှာတမရအဖြစ်ဝင်ရောက်ရှင်ပြိုင်လို့ကြောင်းဒေါအောင်ဆန်းစုကြည်ကဒီကနေ့ထပ်မံပြောကြားလိုက်ပါတယ်။နေပြည်တော်မှာဒီကနေ့မနက်ခင်းကကျင်းပတဲ့ကမ္ဘာစီးပွားရေးညီလာခံမြမအနာဂတ်အရေးဆွေးနွေးပွဲမှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာဖြစ်ပြီး ဒီလိုဖြစ်နိုင်မှုအတွက်ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဖို့လိုအပ်ပါမယ်လို့လည်းထက်လောင်းပြောကြားလိုက်ပါတယ်။ I want to run for president, and I'm quite frank about it. Although I was told by a BBC uh, interviewer that she'd never come across a politician who'd ever admitted to wanting to run for the president. But you just said you do. Yes, I do. တမရလောင်းဖြစ်ရှင်ပြိုင်ရွေးခန့်လို့ကြောင်းဒီကိစ္စပေါ်သူ့အနေနဲ့ပုံဝင်လင်းလင်းပြောထားပြီးဖြစ်ကြောင်းဒါပေမဲ့တမရဖြစ်နိုင်ခွင့်ရှိနိုင်မှုအတွက်ဖွဲ့စည်းပုံခြေရန်ဥပဒေကိုပြင်ဖို့လိုနေပါတယ်လို့ဒေါက်ဆန်စစ်ကြီးကပြောသွားတာပါ။ဒီဆွေးနွေးပွဲမှာတမရရုံးဝင်ကြီးဦးစိုးသိန်း rainfall အဖွဲ့ကမက်ဆီမောင်တို့ကဥဆောင်ဆွေးနွေးခဲ့ပြီးခြေကံဥတွေပြင်ဆင်နိုင်မဲ့အလားအလာမြန်မာနိုင်ငံရေးမှာစစ်တပ်ရဲ့အခမ်းကဏ္ဍပြုပြင်ပြောင်းလဲရေးနောက်ကျောင်းပြန်နိုင်ခြေရှိမရှိနဲ့လူနည်းစုတိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းမြမတမိုင်းပညာရှင်ဒေါက်တာတက်မြင့်ဦးစတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်တည်တည်ကပုံကိုယ်တွေလည်းပါဝင်ဆွေးနွေးခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံမှာကလေးရွယ်ကစပြီးကျိုးနွန်မှုပုံသွင်းထားတဲ့အတွက်နောက်မျိုးဆက်တွေအတွက်စိုးရိမ်ပူပန်မိတယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကပြောလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ကိုမင်းကိုနိုင်နဲ့ကိုကိုဂျီတို့နှစ်ဦးဝါရှင်တန် DC မြို့တော်က RFI ရုံးချုပ်ကိုမနေ့ကလာရောက်လက်ပတ်ချိန်မှာကိုမင်းကိုနိုင်ကပြောလိုက်တာပါ။နောက်မျိုးဆက်တွေကကျွန်တော်စိုးရိမ်ပူပန်တာဒီအမေရိကရောက်လာတဲ့အခါမှာကလေးတွေတွေ့ရတဲ့အခါသူတို့ကကြတော့ critical thinking ခေါ်တဲ့နော်ဒီစဉ်းစားဖို့စဉ်းစားနေအမျိုးမျိုးကိုလည်းသူတို့ရတယ်နောက်တစ်ခုက မတူကွဲပြားမှုတွေကိုဆွေးနွေးညှိနှိုင်းတဲ့ debate culture တို့မှာရှိပြီးသားကျွန်တော်တို့စီမှာရှိတဲ့ကလေးတွေအားလုံးကကြတော့ခစ်စနစ်ကြီးတစ်ခုလုံးကဖိထားတာဗာလဲဆိုတော့ပုံသွင်းထားတာကကျိုးနွံမှုပဲဗျကျွန်တော်တို့စီမှာကလေးတယောက်ကိုလိန်ပါတယ်လို့ပြောရင်အဲ့ကလေးကကျိုးနွံတာကိုဆိုလိုတာဖြစ်နေတယ် debate ဒီမှာကျွန်တော်တွေ့တာကြတော့ဒီကလေးကထက်မြက်တဲ့ရဲဝံ့နေဆိုတဲ့အရာဟာပေါက်ထွက်စဉ်းစားတတ်တာရှိတယ်အဲဖြန့်ပြီးစဉ်းစားတတ်တာရှိတယ်စဉ်းစားမှုစဉ်းစားနည်းရအစပေါ်ဒီအမတန်ကွာနေတယ်ကျွန်တော်တို့အများကြီးကျွန်တော်တို့ပြင်ရမယ်လို့ယူဆတယ် ဒါအပြင်မြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ဖွံ့ဖြိုးဖို့အတွက်အရင်ခေတ်ကရှိခဲ့တဲ့အမိန့်ပေးစေခိုင်းတဲ့အကျင့်စရိုက်ကိုဖျောက်ဖို့လိုအပ်တယ်လို့လည်းကိုမင်းကိုနိုင်ကပြောပါတယ်။88မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုကိုကြီးကလည်းအင်အားကြီးနိုင်ငံတွေခြားကမြန်မာနိုင်ငံကိုစစ်အင်အားတိစောက်ပြီးကာကွယ်တာထက်ကျွမ်းကျင်တဲ့တန်တမန်နီးလက်နဲ့ကာကွယ်တာကအကောင်းဆုံးဖြစ်တယ်လို့ပြောပါတယ်ရှင်။ဆိုတော့အဲ့တော့ဒေတာအတွင်းမှာအပြိုင်မှုတွေရှိတယ်။အဲ့ဒီဂျားထဲမှာကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့ဆိုတာကဟို စီရီးအင်အားလက်နက်အင်အားနဲ့တကယ်တကယ်ကြတော့ပြောရရင် ကျွန်တော်တို့ကာကွယ်တာတက်ကိုတန်တမာဆက်ဆံရေးနဲ့ကျွန်တော်တို့နိုင်ငံကိုဒီနိုင်ငံကြီးတွေရဲ့အင်အားချိန်ဝင်ရှာထဲမှာကျွန်တော်တို့ဘလူကုကုကိုအကျိုးရှိအောင်ကျွန်တော်တို့ဆက်ဆံနိုင်မလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်ကျွန်တော်တို့ ဒါ့အပြင်ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့အတွက်တိုင်းရင်းသားတွေရဲ့ဒန်းတူညီမျှရေးကိုချဲ့လက်ထားလို့မရတယ်လို့မြမအပါဝင်တိုင်းရင်းသားအလုံးလူမျိုးမရွေးဘာသာမရွေးနိုင်ငံသားအခွင့်အရေးအပြည့်အဝရပြီးတာဝန်ယူတတ်သူတွေ ဖြစ်လာဖို့လိုအပ်တယ်လို့လည်းကိုမင်းကိုနိုင်တဲ့ကိုကိုကြီးကပြောပါတယ်ရှင် လိုင်းတာယာဆက်မှုဆောင်စံကောင်းပြည်နယ်အိဆိုင်ယုံကအလုတ္တမဆန္ဒပြပွဲနဲ့ပတ်သက်လို့ပြည်တော်စုလွတ်တော်ကဖွဲ့စည်းထားတဲ့ကော်မရှင်ကဂျားဝင်ညှိနှိုင်းပေးခဲ့ပေမဲ့အလုတ္တမတွေရဲ့တောင်းဆိုချက်အားလုံးကိုအလုတ်ရှင်ဘက်ကမလိုက်လျောသေးဘူးလို့သိရပါတယ်။ရန်ကုန်မြို့ရွှေကုန်းတိုင်းမှာရှိတဲ့တော်ဝင်နှင်းစီခန့်မှတ်မှာဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာစံကောင်းပြည်နယ်အိဆိုင်ယုံအလုတ္တမတွေကအခုလိုပြောခဲ့တာပါ။တလနီပါကြာမြင့်ခဲ့တဲ့အလုတ်ရှင်အလုတ္တမပြည်တနာကို တော်တော်ကဖွဲ့စည်းထားတဲ့အလုတ္တမအလုတ်ရှင်အခွင့်အရေးလေ့လာရေးပူးပေါင်းကော်မရှင်ကဝင်ရောက်ညှိနှိုင်းပေးခဲ့ပေမဲ့တကယ်တမ်းစာချုပ်ချုပ်ဆိုရာမှာအလုတ်ရှင်ဘက်ကလိုက်နာမှုမရှိဘူးလို့အလုတ္တမတွေကပြောပါတယ်။အလုတ္တမ58ဦးကိုအလုတ်ပြန်ခန့်ခဲ့ပေမဲ့ဆန္ဒပြတဲ့နေ့တွေအတွက်လုခလစာရရှိရေးအပါအဝင်တောင်းဆိုထားတဲ့အချက်40ကျော်တည်းကတချို့ကိုပဲအလုတ်ရှင်ကလိုက်လျောခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်ထောင်စုလွှတ်တော်အလုတ္တမရေးရာကော်မတီကိုတိုင်ကြားထားတယ်လို့လည်းအလုတ္တမတွေကပြောပါတယ်။ ဆန်ကောင်းပြည်နယ်ဆက်ယုံမှာဆက်ယုံတွင်စူပူအောင်လှုံ့ဆော်တဲ့ဆိုပြီးအလုတ်သမား40ကျော်ကိုအလုတ်ကထုတ်ခဲ့တဲ့အတွက်မေလ17ရက်နေ့ကစပြီးအလုတ်သမားတွေကဆန္ဒပြခဲ့ကြတာဖြစ်ပါရဲ့ရှင်။ဇွန်လ6ရက်ဒီနေ့ကြာရောက်တဲ့39နှစ်မြောက်84အလုတ်သမားအရေးခင်းနှစ်ပတ်လည်နေ့နဲ့84 85 86ကျောင်းသားလှူရှာမှုအထိမ့်မှတ်ဂုံပြွဲကိုရန်ကုန်မြို့ရှိကုန်တိုင်းကတော်ဝင်နေစီခန့်မှတ်မှာကျင်းပခဲ့ပါတယ်အပြည့်အစုံကို RFA တင်းတောက်ကိုနေထုတ် ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ကြောင်းသားအလုံသမားတွေရဲ့လှုပ်ရှားမှုတမိုင်းကိုတင်ကန်းစာယူပြီးအာနာရှင်စနစ်ဆိုးတွေကိုအမြဲတမ်းတော်လှန်ဖို့စိတ်ထဲမှာမှတ်သားမွေးမြူထားရမယ်လို့ဟန်တာရီဦးဝင်းတင်ကဒီကနေ့ပြောလိုက်ပါတယ်။ကြံရဲလွန်ရောဤတောင်းလိုက်ရောဤနော်နောက်ကအဒီဒီလူတွေကိုလို့တို့ဒီနေ့ဘုံမတန့်ကြရဘူးဒီနောက်ဖြစ်တယ်လို့ပြောနေပါတယ် အလားတူပဲသူတို့ဒီသမိုင်းဖြစ်နေရတယ်ပြီးတော့သူတို့သင်္ကန်းလာတယ်ပြီးတော့သူတို့ရာအမြဲတမ်းမတရားမှုကြီးအလားပြင်းပြမှုကြီးပြင်းပြမှုကြီးဟာအနာကျင်တဲ့ဆိုးတွေသူတို့အမြဲတမ်းတော်လန်တော်လန်နေလို့သူတို့အမြဲတမ်းသူတို့ဒီထဲမှာသူတို့မှတ်သားထားရမယ်1994 95 96ကြောင်းသားလှုပ်ရှားမှုတွေမှာမဆလာတပါတီစစ်အာဏာရှင်တွေက အလုတမန်းចောင်းသားပြည်သူတွေကိုအကျန်းဖက်ဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီးចောင်းသားတွေဟာလူဆိုးတပုံတွေလို့စွပ်စွဲခဲ့ကြောင်းမဆလာကလူဆိုးလားចောင်းသားတွေကလူဆိုးလားဆိုတာတမိုင်းကတသက်ပြကြောင်း1984 85တုန်းကចောင်းသားတအူးဖြစ်တဲ့ရှေ့နေဦးမြင့်အေးကအခုလိုပြောကြားခဲ့ပါတယ်မဆလာတပါတီစစ်အာဏာရှင်စနစ်ကចောင်းသားဆိုးတွေဆိုပြီးတော့မှတ်တမ်းတင်ပါတယ် ရှင်းလင်းပါလေအသေးစားလေးဝေဒီဟောတယ်ပြောတခုတော့တော့ပြောရတယ်ခင်ဗျာသမိုင်းချိုးကိုကြော်လာပြည့်ရဲ့ဒီကနေ့အချိန်မှာကျွန်တော်တို့ကကျောင်းသားစုတွေလားမဆရာလားမင်းစုမင်းကြီးလားဆိုတော့ကျွန်တော်ဖြေပြအောင်ဒီနေ့ခန်းနာကိုတက်ရောက်လာတဲ့ဆရာကြီးဦးတာပန်းကလည်း1984 85 86ကာလလौတမားရေးခင်းဟာ 1988အရေးခင်းဖြစ်လာအောင်တရေတဲပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ်54ဂျွန်းအလုံးမတိုက်ပွဲနောက်သူကယုဂလာဟူလာခိုက်တင်းနေနေမှာသူရေးသူလက်သူကယုဂလာတိုက်ပွဲနောက်တကားကမိုင်းရပြီးသူစက်စက်နေတဲ့ဒီတိုက်ပွဲဟာ မဆလာဒီသူတွေတောင်းခံမှုဆိုတာစပြီးအစပြုတ်ပြီးတော့တက်ကျတဲ့တိုက်ပွဲပဲအဲ့ဒီတိုက်ပွဲရဲ့အစိမ်းဝါးဒီကြောင့်ဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်လာပြီးတော့ဆက်ဆက်အစိမ်းဝါးတော့မဆလာပြုတ်လာအဲ့တော့ဒီတိုက်ပွဲကဆက်ဆက်ဆက်ကိုတည်းကဲမိလိုက်တဲ့တိုက်ပွဲလူဘာစားပါဘ ෝජ ုတ်ကြီးနေဝင်းရဲ့မဆာလာတပါတီအာနာရှင်စနစ်လက်ထက်မှာ1984ဇွန်အလုတ္တမအရေးခင်း 1994ဒီဇင်ဘာမှာဥတ္တန်အေးခင်း1995အလုတ်သမားနှစ်ပတ်လည်အေးခင်းခေါ်ရွှေတဂုံအေးခင်းနဲ့1996မိုက်ယာပြည့်အေးခင်းတွေမှာကြဆုံးခဲ့ကြတဲ့အလုတ်သမားចောင်းသားရဟတ်ရှင်လူပြည်သူတွေကိုဂုံပြုခဲ့ကြပြီး1994 95 96ဆာလာအာနာရှင်စန့်ကျင်ရေးအန်တုလှုပ်ရှားမှုများစာအုပ်ကိုလည်းဒီကနေ့အခမ်းအနားမှာထုတ်ဝေဖြန့်ချိခဲ့ပါတယ်ခင်ဗျာ။ ရခိုင်ပြည်နယ်မြောက်မြို့နယ်ပရင်ကျေးရွာမှာဇွန်လ၄ရက်နေ့ကဒေသခံတွေနဲ့အာဏာပိုင်တွေကြားဖြစ်ပွားခဲ့တဲ့ထိခိုက်ရုံးကြောင့်ဒေသခံ၃ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိကြောင်းရခိုင်ပြည်နယ်ဆုံရဖွဲ့ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ပရင်ကျေးရွာကဒုက္ခသည်တွေနေထိုင်ဖို့အတွက်ပြည်နယ်အစိုးရအစီအစဉ်နဲ့ဆယ်ကန်းတွဲတန်းရားတွေဆောက်လုပ်ဖို့မြစ်အတွင်းကတစ်တွေဝါးတွေကိုကမ်းပေါ်ကိုတင်နေစဉ်မှာပရင်ကျေးရွာကအမျိုးသားအမျိုးသမီး၄၀၀လောက်ကဒုတ်ထား၄ခွဂျင်းကလေးတွေကင်ဆောင်ပြီး လုံခြုံရေးယူနေတဲ့စစ်တပ်နဲ့ရဲဝန်ထမ်းတွေကို NDA ပြုဖို့တန်စီခဲ့တာကြောင့်စစ်တပ်နဲ့ရဲကတနက်ပစ်ဖောက်နှိမ်နှင်းခဲ့ရတာလို့ဒီနယ်ဆိုရပြောခွင့်ရသူဦးလာသိန်းကပြောပါတယ်။အထူးကြုံဖြစ်စဉ်နောက်ပိုင်းနှစ်နာရီလောက်ကြာအခြေအနေတွေငြိမ်သက်သွားတဲ့အချိန်ကြမှာတေဆုံးသူ၃ဦးရဲ့အလောင်းကိုရွာထဲမှာတွေ့ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပရင်ကျေးရွာဟာပြီးခဲ့တဲ့2012ခုနှစ်အောက်တိုဘာလအတွင်းကမြောက်ဦးမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်နေအိမ်တွေရာနဲ့ချီမိရှုဖျက်ဆီးခံခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်ရှင်။ဒီညအတွက်တရင်ကဏ္ဍကိုဒီမြတ်နဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ မကြခင်မိနစ်ပိုင်းအတွင်းမှာပဲတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိည၈နာရီထုတ်လွှင့်ပေးနေပါတယ်ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရစေရှင် ရမြင့်တန်းကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတွေ့ဆုံမေးမြန်းခန်းတစ်ခုကိုထုတ်လွှင့်ပေးမှာပါရှင်မြန်မာနိုင်ငံကိုတိုးတက်တဲ့နိုင်ငံကြီးတစ်ခုဖြစ်လာဖို့အတွက်စိတ်နေစိတ်ထားတွေအားလုံးကိုပြောင်းပြစ်ဖို့လိုမယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကပြောလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ကိုမင်းကိုနိုင်ကို RFA အဖွဲ့သားကိုနေရင်ကျော်ကဝါရှင်တန် DC RFA ရုံးချုပ်မှာတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။ ုံမွေးကနိုင်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရလည်းကြိုဆိုပါရစေဟုတ်ကဲ့ကျွန်တော်လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဒီကုံမွေးကနိုင်တို့အခုဒီကိုရောက်လာလဲအရင်ဝမ်းသာတယ်ပေါ့နော်ကုံမွေးကနိုင်ရောအခုအမေရိကရောက်လာဘယ်လိုခံစားရလဲခင်ဗျာဘယ်လိုခံစားလဲဆိုတော့ကျွန်တော်ကအဓိကလာတာကဒီမှာရှိတဲ့ကျွန်တော်တို့စီကပြည်တော်စုသားတွေရဲ့လူဖွဲ့စည်းနေတွေ့ဖို့ပါအဲ့မတိုင်းသားတွေလည်းပါမယ်ကျွန်တော်တို့ဗမာတွေလည်းပါမယ်သူတို့ရဲ့ဘဝတွေကျွန်တော်နားထောင်နေတယ်အဲသူတို့ရဲ့အတွေ့အကြုံတွေကိုလည်းကျွန်တော်သိကျင်တယ်ပေါ့ပြင်ပြည်တွင်းအခြေအနေတွေလည်းကျွန်တော်ပြန်ပြောပြမယ်ပေါ့ အဒါဟာအဓိကပါနောက်ပြီးတော့အနီးဒီကပြီးတဲ့အစုကိုလည်းယူရင်းနဲ့ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာဒီနိုင်ငံတွေကိုမှီအောင်လိုက်ဖို့အတွက်ကိုဘယ်လောက်လောက်ဆိုရင်မှီနိုင်မလို့အခုအနေနဲ့တွက်မိလဲကျွန်တော်တို့အရင်ဆုံးပြင်ရမှာကျွန်တော်တို့ရဲ့စိတ်နေသဘာဝတွေကိုပြင်ရမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်လို့တော့ရုပ်ဝတ္ထုပစ္စည်းဆိုတာလူကလှုပ်တာပါ။အဲအဲ့ဒါတွေကကျွန်တော်တို့တကယ်ညီးတယ်ဆိုရင်ကျွန်တော်တို့ကဗျာတန်ရာဇာတ်လည်းကြွယ်ဝပါတယ်။ဆိုတော့ကျွန်တော်တို့မလိုက်နိုင်ကြတော့မရှိဘူးပေါ့။နှစ်ကာလအကန့်အသတ်တော့ရှိတာပေါ့။ ။ဒါအဓိကလူတွေကစိတ်နေသဘာဝတွေမပြင်းဘူးဆိုရင်တော့မရဘူးဗျ။အထူးသဖြင့်အရင်လိုငါတို့ကအုပ်စိုးသူငါတို့ကသခင်ကြံတဲ့လူတွေပြည်သူဆိုတာအများအားအုပ်စိုးခံသူတို့ကတော့ကျွန်ဆိုတာမျိုးအဲ့ဒီတွေ့ခေါ်နေတာမရဘူး။ဟုတ်ကဲ့။အဲ့တော့အဲ့ဒီစိတ်ဆန္ဒတွေပြောင်းဖို့ဆိုတဲ့အခါမှာအစိုးရဘိုင်းကိုပြောချင်တာလားပြည်သူလူထုဘိုင်းကိုပြောချင်တာလားဒီလိုဗျ။အစိုးရဘိုင်းကတခြားလုံးကအနည်း90လောက်ကကျွန်တော်တို့အမောင်းချထားတဲ့ခက်မှာလူတွေကိုပေးထားတဲ့သတင်းစကားကပါလဲဆိုတော့မင်းတို့လူရလို့ဖြစ်လာရင်အမိန့်တွေကိုနာခံရမယ်။ဟောလာလှုပ်ဆိုရင်လှုပ်မလှုပ်နဲ့ဆိုရင်မလှုပ်နဲ့ အဲ့ဒီနှစ်ခုမှတစ်ခုခုချိုးပေါက်လို့ရှိရင်မင်းတို့အပြစ်ဒဏ်တွေခံရမယ်ဟာနိုင်ငံသားဆိုရင်နိုင်ငံသားအခွင့်အရေးတွေရှိရမယ်ရှိတယ်ဆိုတာသိရမယ်အဲ့ဒီနှစ်ခုကျွန်တော်လိုချင်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တွားချင်တယ်ပြောင်းလဲချင်တယ်ခစ်တစ်ခုပိုကောင်းတဲ့မနက်ခံတစ်ခုကျွန်တော်တို့ရပါလိမ့်မယ်ဟုတ်ကဲ့အခုလည်းဟိုနိုင်ငံကောင်းဆောင်တွေရောတချို့ပညာရှင်တွေလည်းပြောနေတာပေါ့နော်အခုကျွန်တော်တို့ဒီမြန်မာပြည်ရဲ့ဒီပြောင်းလဲတဲ့ကိုကျူးစားတဲ့ကျိုးပဲမဟုတ်နှစ်ပိုင်းသွားရတယ်တပိုင်းကဒီအုတ်ချုံမှုစနစ်ပုံစံပြောင်းဖို့နဲ့တပိုင်းကအတွေးခေါ်ပုံစံပြောင်းဖို့ပေါ့ အဲ့ဒီပုံမှာအခုသဘောထားဘယ်လိုရှိမလဲအမှန်တကယ်ကတော့အုတ်ချုပ်ခံခဲ့ရတဲ့ပြည်သူတွေရောကိစ္စဆက်အုတ်ချုပ်နေတဲ့လူတွေရောဒီကနေ့ထီရောပေါ့ဘယ်သူတွေမှအဖွဲ့အစည်းတွေနဲ့ဟိုစီမီစီကန်နဲ့စနစ်တကျလုတ်တက်တာမျိုးအချက်မရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်တကယ်ကြတော့အရက်ဖက်လူ့ဖွဲ့စည်းတည်ထောင်ပြီးဒီမိုကရေစီသွားပြီဆိုတဲ့ခါကျတော့ကျင့်ဝတ်ကိုလိုက်နာတယ်ငါလူချင်းနဲ့ပန်းတိုင်ဟာကျင့်ဝတ်ကိုချိုးဖောက်ပြီးမှရတာမျိုးဆိုရင်မဖြစ်ဘူးကျင့်ဝတ်နဲ့ညီတဲ့ဟိုလှုပ်ရှားမှုမျိုးအကောင့်ထက်ပေါ်မှုမျိုးဖြစ်ရမယ်ဆိုတာမျိုးရှိတယ် အဲ့တော့ပြန်ချုပ်လိုက်မယ်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းကအဖွဲအစည်းနဲ့မူနဲ့စနစ်တကျလုတ်တက်တဲ့အလေးချင်းမျိုးကိုပြည်သူတွေလည်းမွေးရမယ်အစိုးရကိုယ်တိုင်လည်းမွေးရမယ်အမိန်နာခံပြီးတော့တာဝန်ယူမှုမရှိတဲ့လူဖွဲ့စည်းရဘလို့မဒီမိုကရေစီကိုမရောက်နိုင်ဘူးလူသားဆန်မှုကိုလည်းမေ့နေကြရတဲ့သဘောပေါ့ဒီလိုပြလူသားဆန်မှုမှာလူတွေမှာရှိတဲ့တာမန်လွတ်လပ်ခွင့်တွေစစ်ကူးစိတ်နှမ်းတွေကွန်မြူခွင့်တွေရှိမယ်နောက်တစ်ခုကနင့်နာဆုံးရှုံးတာတွေဖော်ထုတ်ခွင့်တွေရှိမယ်ပေါ့ဗျာအဲ့ဒါလည်းကတော့တကယ်ချုပ်လိုက်တော့နိုင်ငံသားအခွင့်အရေးတွေပါပဲအဲ့ဒီမှာမှကျွန်တော်ဆိုလို့ရှိရင် နောက်မျိုးဆက်တွေလည်းကျွန်တော်စိုးရိမ်ပုံမှန်တာဒီအမေရိကရောက်လာတဲ့အခါမှာကလေးတွေတွေ့ရတဲ့အခါသူတို့ကကြတော့ critical thinking ခေါ်တဲ့နော်ဒီစဉ်းစားဖို့စဉ်းစားနည်းအမျိုးမျိုးကိုလည်းသူတို့ရတယ်နောက်တစ်ခုကမတူကွဲပြားမှုတွေကိုဆွေးနွေးညှိနှုံထားတဲ့ debate culture သူတို့မှာရှိပြီးသားကျွန်တော်တို့စီမှာရှိတဲ့ကလေးတွေအားလုံးကကြတော့ခစ်စနစ်ကြီးတစ်ခုလုံးကဖိထားတာဗာလဲဆိုတော့ပုံသွင်းထားတာကကျိုးနွံမှုပဲဗျကျွန်တော်တို့စီမှာကလေးတယောက်ကိုလိန်ပါတယ်လို့ပြောရင်အဲ့ကလေးကကျိုးနွံတာကိုဆိုလိုတာဖြစ်နေတယ်ဒီဘက်ဒီမှာကျွန်တော်တွေ့တာကြတော့ဒီကလေးကထက်မြက်တယ်ရဲဝံ့တယ်ဆိုတော့အရာကပောက်ထွက်စဉ်းစားတတ်တာရှိတယ် အဲဖြန့်ပြီးစဉ်းစားရတာရှိတယ်အဲစဉ်းစားမှုစဉ်းစားနည်းရအစပေါ်ဒီအမတန်ကွာနေတယ်ကျွန်တော်တို့အများကြီးကျွန်တော်ပြင်ရမယ်လို့ယူဆတယ်ဟုတ်ကဲ့အဲ့ဒီပြင်ဖို့အတွက်ကိုအခုအနေနဲ့ဒီနိုင်ငံရေးစံစံပုံစံမျိုးအဖွဲ့အစည်းနဲ့သွားမှာလားလူမျိုးရေးစံစံပုံစံမျိုးနဲ့ကျွန်တော်ကတေးကြတာကတော့ဘယ်အရာမစူပေါ့ဗျာအမှုပညာမပါရင်တော့မရဘူးလို့ကျွန်တော်ထင်တယ်ဘလောက်ပဲစကများမှာစိတ်စေတနာမှန်ပေးစေပေါ့ဗျာလူတွေကနှလုံးသားထဲကိုရောက်သွားပြီးတော့တကယ်ယုံကြည်အောင်ပို့ဖို့ဆိုရင်အမှုပညာကအကောင်းဆုံးပဲလို့ကျွန်တော်ယူဆတယ် ဟိုအနုပညာစံစားပဲကျွန်တော်ပြောကြရေးဆိုရင်အခုရဲ့ဘဝနောက်ကြောင်းကြည့်လိုက်တော့ဒီတောကခြေရာတွေတွေ့နေရတယ်လေအဲ့ဒီတောကခြေရာတွေယရနာဖြစ်လာအောင်ဟိုဘယ်လောက်ထိလုံနိုင်အောင်မလဲခင်ဗျာတခုရှိတာကကျွန်တော်တို့ဟိုကြံခင်းတခင်းကိုရလိုက်တဲ့ဥပမာမျိုးပါပဲအကြံခင်းကိုကြံလို့လက်ညှိုးထိုးအောင်ကြံလောက်နေပဲပြီးသွားမှာပေါ့ဗျာတရားချက်တတ်တဲ့နိပညာရှိရင်တရားဖြစ်မှာပေါ့ brandy ချက်တတ်ရင်ပို့ပြီးတော့ရမှာပေါ့အဲ့တော့ကျွန်တော်တို့ကဘဝရဲ့အတွေ့အကြုံမှန်သမျှ ဟိုစိတ်ရဲ့အနာရရတွေပဲဖြစ်စေတည်ငကလေးရလိုက်တဲ့မမေ့နိုင်ကြပျော်ရှင်မှုပဲဖြစ်ပါစေပေါ့အဲ့ဒါတွေပြန်ပြီးတော့လူတွေကိုမျှဝေရတာပဲတကယ်ကြတော့မျှဝေတဲ့နေရာမှာကျွန်တော်တို့ပေးခြင်းတဲ့တည်ငစကားကိုထဲ့တယ်ပေါ့အဲ့ဒီခါမှာလူအများစုလိုက်နိုင်တဲ့အမှုပညာပုံသဏ္ဍာန်တစ်ခုကတကယ်လိုပါတယ်လူတွေကိုတကယ်လို့လူဟာအခွင့်အရေးချင်းအတူတူပဲဒန်းတို့ညီများမှုကအရေးကြီးတယ်တရားမျှတမှုကဗရဏလွတ်လပ်ခွင့်ဒီအဓိကဆိုတာမျိုးကိုတကယ်ကိုယုံကြည်လာအောင်ကျွန်တော်လက်တွဲပြီးတော့လူတွေကိုမျှဝေတာမျိုးကျွန်တော်လုပ်ချင်တယ်ပေါ့ လူတွေဆိုတဲ့အနေထားမှာဒီကျွန်တော်တိုင်းရင်းသားတွေအကုန်လုံးချုံပြီးပြောတယ်အဲဒါကျွန်တော်တို့ပြည်ထောင်စုအကြောင်းပြောရင်တိုင်းသားအကြောင်းအောင်မပါလို့မရပါဘူးတကယ်တော့ခင်ဗျားဒီမိုကရေစီကိုပဲသွားရင်သွားရင်ခင်ဗျာအေဂျင်တာရဖွံ့ဖြိုးတိုးတက်ကြိုက်တဲ့နိုင်ငံတော်ကြီးတွေသွားသွားတိုင်းရင်းသားမပါဘဲနဲ့တော့ခင်ဗျားဘယ်မှလည်းမရောက်ဘူးတိုင်းရင်းသားရဲ့အရေးကိစ္စဟာကျွန်တော်တို့ရဲ့အမြဲတမ်းတွဲပြီးတော့စဉ်းစားရမယ့်ကိစ္စပါဒါကျွန်တော်ယုံပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ မြေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ကမ္ဘာစီးပွားရေးညီလာခံကမြမအနာဂတ်ရေးဆွေးနွေးပွဲမှာမြမနိုင်ငံရဲ့အနာဂတ်ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ RFA တင်ဒတော်မက်ဆင်မာဝင်းနဲ့ကိုကျော်သူတို့ကတင်ပြထားပါတယ်ရှင်။ ဒီနေ့ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ဒီသူထွတ်တော်ဥက္ကရာသူရဥရှိမန်းကိုအနာဂတ်မှာတက်မတော်ကနိုင်ငံရေးမှာရပ်တည်မှု ပြောင်းသွားနိုင်မလားလွှတ်တော်ထဲမှာရှိတဲ့တက်မတော်သားကိုယ်စားလှယ်တွေကစိတ်ဆအတော်များများကိုပိတ်ဆို့ထားနိုင်ပါသလားလို့ BBC ကမ္ဘာအစည်းအဝေးကဆွေးနွေးပွဲကြီးကြပ်သူကမေးမြန်းရမှာဒီသူထွတ်တော်ဥက္ကရာသူရဥရှိမန်းကအခုလိုဖြေကြားပါတယ်ဒီသူလို It is not only depends on speaker ဥက္ကဋ္ဌတူဦးရဲ့ပေါ်မှာမူတည်ပါဘူးပြည်သူ့လွတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ပြည်သူအားလုံးရဲ့ဆန္ဒပေါ်မှာသာမူတည်ပါတယ်လို့လွတ်တော်ဥက္ကဋ္ဌသူရဥရှိမန်းကပြောသွားတာပါတမတော်ရဲ့ခန့်ကန်နာနဲ့ပတ်သက်ပြီးဒေါအောင်ဆန်းစုကြည်ကအခုလိုပြောခဲ့ပါတယ်တိုင်းပြည်အကျိုးစီးပွားအတွက်ကျမတို့အားလုံးအတူလက်တွဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီလိုလှုပ်ဆောင်ရမှာပြည်သူတွေရဲ့စိတ်ထဲမှာတက်မတော်ဟာဂုံယူပြီးအားကိုးထိုက်တဲ့တက်မတော်ဖြစ်ဖို့လိုအပ်ပါတယ်လို့ဒေါန်ဆန်းစုကြည်ပြောသွားတာပါ။ နောက်တစ်ခါဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအဓိကထားဆွေးနွေးသွားတာတွေ့ရပါတယ်။ 2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်မယ်ဆိုတော့ညှော်လင့်ချက်တွေရှိနေတာကို တွေ့နေရပါတယ်လို့စွန်းနေဘွဲကြီးကြပ်သူကပြောခဲ့ပြီးပြည်သက်တအူးကဒေါန်ဆန်းစုကြည်သမရဖြစ်ဖို့အတွက်ပါလီမန်ကဖွဲ့စည်းပုံပြင်ဆင်ဖို့ဆိုရမှာအခွင့်အလမ်းဘလောက်ရှိပါသလဲလို့မေးမြန်းရမှာတော့ဒေါန်ဆန်းစုကြည်ကအခုလိုဖြေပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ဆိုရမှာအဲ့ဒီအချက်တခုတည်းမဟုတ်ပါဘူးဘလို့အချက်တွေပြင်ဆင်မလဲဆိုတာဆွေးနွေးရမှာပါပထမဆုံးဖွဲ့စည်းပုံကို ပြင်ဆင်လို့ရမယ့်အခြေအနေဖြစ်အောင်ကြိုးပမ်းရမှာပါ လက်ရှိအခြေအနေမှာဖွဲ့စည်းပုံပြင်မယ်ဆိုရင်တွတ်တော်ကိုယ်စားလှယ်အားလုံးရဲ့85ရာခိုင်နှုန်းထောက်ခံမှဖြစ်နိုင်မှာပါ။အဲ့ဒီအတွက်တမတော်သားတွေရဲ့ထောက်ခံမှုရှိရမှာဖြစ်တဲ့အပြင်အများပြည်သူရဲ့ဆန္ဒခံယူပွဲကလည်းလိုအပ်နေပါသေးတယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မယ်ဆိုရင်လက်ရှိမှာခက်ခဲနေသေးကြောင်းဖြစ်ကြခဲ့တာပါ။တမရာရုံးဝင်ကြီးဦးစိုးသိန်းကတော့ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီးအခုလိုဆွေးနွေးပါမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုလူတွေကရေးဆွဲထားတာဖြစ်တဲ့အတွက် လူတွေကပဲပြင်ဆင်ကြရမှာဖြစ်ပါတယ်ဒီဖွဲ့စည်းပုံဟာပြင်ဆင်လို့မရဘူးဆိုတာမရှိပါဘူးပြင်ဆင်မယ်ဆိုရင် အားလုံးပါဝင်နိုင်မှုနဲ့ဒီမိုကရေစီနီးလမ်းကျမှုကိုအလေးထားစဉ်းစားရပါမယ်လို့ဝန်ကြီးဦးစိုးသိန်းကဆွေးနွေးခဲ့တာပါဆက်လက်ပြီးတရားဥပဒေစိုးမိုးရေးဟာလက်တလောအရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်းဒေါက်ဆန်းစုကြည်ကအဓိကထားဆွေးနွေးသွားပါတယ်မြန်မာနိုင်ငံမှာတရားစီရင်ရေးမှန်းနိုင်ဟာလွတ်လပ်မှုမရှိတာကြောင့်လွတ်လပ်တဲ့တရားစီရင်ရေးမှန်းနိုင်ဖြစ်ဖို့လိုအပ်နေကြောင်းလက်ရှိတရားစီရင်ရေးမှန်းနိုင်ဟာအုပ်ချုပ်မှုအောက်မှာသာရှိနေသေးကြောင်းဒေါက်ဆန်းစုကြည်ကထောက်ပြဆွေးနွေးသွားပါတယ် ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတက်ရောက်ဖို့အခြေအနေမရှိခဲ့တဲ့ရိုဟင်ဂျာတအုပ်ရဲ့မိကွန်းကိုဆွေးနွေးပွဲမှာဖွင့်ပြခဲ့ပါတယ်။သူမိခဲ့တဲ့မိကွန်းကတော့ဒေါန်ဆန်းစုကြည်ဟာကဘာကတိရဲ့ညဉ့်ဉန်းရင်တို့ပဲဆုရှင်ဖြစ်တာကြောင့်ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးအပြေရှားပေးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ အဲ့ဒီမှာတော့ဆန်းစုကြည်ကအခုလိုဖြစ်ပါရဲ့ရှင်။ကျမကဘယ်ဘက်ကမှရက်တီပြီးပြောဆိုတာမရှိခဲ့တဲ့အတွက်ဘယ်သူကမှမကြိုက်ကြပါဘူး။ရခိုင်ပြည်နယ်မှာပထမဆုံးလိုအပ်တာကတော့လူတွေအားလုံးအသက်အိုးဝင်စည်းစိမ်လုံခြုံမှုရှိအောင်တရားဥပဒေစိုးမိုးရေးလိုအပ်နေပါတယ်။လက်ရှိအစိုးရအုပ်ချုပ်မှုအောက်မှာလူသားအားလုံးလုံခြုံစိတ်ချစွာနေထိုင်နိုင်ခွင့်ရှိရပါမယ်။ ခုတစ်ခါထုတ်လွှင့်ပေးမှာကတော့ RFA ဖွဲ့သားဥက္ကမောင်ဆိုးတင်ဆက်နေတဲ့ဒီမိုကရေစီခရီးချမ်းတဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်ဖြစ်ပါတယ်ရှင်။ချစ်စွာသော RFA ပြည်သူများရှင်လန်းချမ်းမြေ့ကြပါလားခင်ဗျာ။ဒီမိုကရေစီခရီးချမ်းတဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်အတွက်ကျွန်တော်ဒီနေ့မေးမြန်းခဲ့တာတွေကိုပြောချင်ပါတယ်။ရခိုင်ပြည်နယ်ကပြဿနာပါ။ရခိုင်ပြည်နယ်ကမြို့နယ်နှစ်ခုမှာအိမ်အောင်တစ်ခုကိုသားသမီး၂ယောက်ပဲယူရမယ်ဆိုတဲ့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာခွဲခြားမှုဖြစ်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်ခင်ဗျာ။ ီလိုပြောတာကိုရခိုင်တိုင်းသားတို့ကမကျေနပ်ဘူးလို့ပြောတာနေကြားရပါတယ်။ဒါနဲ့ပတ်သက်ပြီးနည်းနည်းထပ်ပြီးပြည်စုံအောင်ရှင်းပြပါလို့ကျွန်တော်ဒေါအောင်ဆန်းစုကြည်ကိုမြစ်တာရက်ခံခဲ့ပါတယ်ခင်ဗျာ။ဒါတော့ဘာအနေနဲ့တော့ဥပဒေစိုးမိုးရေးသဘောထားနဲ့ပြောတာပါ။ဥပဒေစိုးမိုးရေးဆိုတာဥပဒေအောက်မှာအလုံးဟာဓာတ်တူညီတူဖြစ်ရမှာပါ။နောက်ပြောလေလူခွင့်ရေးရဲ့ရှုခွင့်အနေနဲ့ပြောဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူခွင့်ရေးဆိုတာအခုခေတ်မှာဆိုလို့ရှိရင်ကိုယ်နိုင်ငံအတွင်းမှာ ကိုလိုချင်တယ်လို့တတ်မှတ်လို့မရတော့ပါဘူးဒီအခွင့်အရေးဆိုတာကဘာနေပြီးတော့တတ်မှတ်ထားတဲ့စံချိန်တွေနဲ့လည်းကိုက်ညီဖို့လိုပါတယ်အဲ့တော့လူခွေရဲ့လူအပ်ထာဟာဥပဒေစိုးမိုးရေးပဲပြောချင်တာက ဥပဒေတစ်ခုရဲ့အောက်မှာအလုံးတန်းတူညီမျှမှုရှိရေးဆိုတာဟာလူခွင့်ရေးတစ်ခုပါပဲအဲ့ဒီသဘောထားနဲ့ကျွန်မပြောတော့အမလည်းပြောတယ်ဒီဟာမှန်နေဆိုလို့ရှိလို့ရှင်ဒါလူခွင့်ရေးစာနှုန်းအနေနဲ့မကိုက်ညီဘူးဒီဥပဒေတစ်ခုအောက်မှာဆိုတော့အလုံးကတန်းတူညီလူဖြစ်ရမယ်ဒီလိုအဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်အတိုင်းဝိုင်းတစ်ခုပဲဖြစ်ဖြစ်ကိုတသက်ဥပဒေတစ်ခုနဲ့လုပ်တယ်ဆိုတာဟာဒါဟာပါမန်လူခွင့်ရေးချူတော့ကနေကြည့်လို့ရှိလို့ရှင်ဒါမကိုက်ညီဘူးဆိုပြီးကျွန်မပြောတယ်ဒါဟာ တရားဥပဒေစိုးမိုးရေးနဲ့လည်းမကိုက်နေဘူးအဲ့တော့ဒါတော့မကျေနပ်တဲ့သူတွေရောရှိမှာပေါ့နော်ဒါလည်းအစတွေကမှသိပါတယ်ဒါပေမဲ့လည်းဟိုအခုတမျိုးပြောအခုတမျိုးပြောလို့မအားတော့လုံးလို့ရှိလို့ရှိရင်ဘယ်လိုမှနိုင်ငံကိုတုတ်တက်အောင်လုပ်လို့ရမှာမဟုတ်ပါဘူးတခါတည်းလဲမကြိုက်တဲ့ပုဂ္ဂိုလ်ရှိမယ်မှသိရနေလဲအရှိအအောင်ကြီးအောင်လို့တော့မအားတော့ပြောရမှာပဲ။နောက်က လူဖွဲ့ရင်းနဲ့ပတ်သက်လို့အများကြီးယုံကြည်တယ်ဒီယုံကြည်ချက်အရာမှပြောရမှာပဲတဆက်တည်းမှာပဲဒီလိုလူဦးရေထိမ့်ထုတ်တဲ့ဒေတာပရအမိန့်ထုတ်ပြန်ခဲ့တာဟာပြီးခဲ့တဲ့လကုန်ပိုင်းကထုတ်ပြန်ခဲ့တဲ့ရခိုင်ပြည်ပကစုံစမ်းရေးကော်မရှင် အစီရင်ခံစာရဲ့အကြံပြုချက်အရာဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးနဲ့မှတ်တမ်းပြုစုရေးစက်ကော်မတီအတွင်းမှဦးဝင်းမြန်ကပြောခဲ့ပါရခင်ဗျအဲ့တော့ဒီလို ပြောကြားချက်ကွဲလွဲနေတာဟာ ဘလို့ဒေါအောင်ဆန်းစုကြည်နဲ့ဒီအပေါ်မှာဘလို့မြင်မှသလဲလို့လည်းကျွန်တော်မေးခဲ့ပါတယ်ခင်ဗျအဲ့ဒါပေါ့တောင်းလို့ဟိုကပြောတယ်လေဒါဟာဘာလဲပြောပြောဖြောင်းဖြောင်းမှမှလှုပ်ဖို့လိုတယ်ပြည်သူနဲ့ဆက်ဆက်နေနေရမှာဆိုရင်ပွင့်လင်းဖို့လိုတယ်ဖြောင်းမှဖို့လိုတယ်တခါတလေလဲဟိုကိုကပွင့်ပွင့်လင်းလင်းဖြောင်းဖြောင်းမှမှပြောတာကိုလက်မခံနိုင်တဲ့ပုဂ္ဂိုလ်ရှိရင်လည်းရှိမှာပဲဒါပေမဲ့ရေရှည်မှာတော့ ပြည်သူကိုလှည့်ပြားပြီးတော့လုပ်တဲ့အလုပ်ဆိုတာတော့မလုပ်တင်ဘူးလို့ထင်တယ်။တကယ်ပဲဒီလိုအစီရင်ခံစာထဲမှာပါပါတယ်လို့ပြောခဲ့လို့ရှိရင်ဒါကတော့မမှန်တဲ့ကိစ္စပေါ့။အဲဘာဖြစ်လို့ဒီလိုပြောလဲဆိုတော့မသိဘူး။ကျွန်တော်ဆက်ပြီးတော့အောင်ဆန်းစုကြည်ကိုမေးခဲ့တာကတော့ပြည်ထောင်စုလွှတ်တော်ကအတီးပြုမှုဒါမှမဟုတ်ဘ ਹੁ အစိုးရရဲ့ခွင့်ပြုချက်မရဘဲနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ထုတ်ပြန်နိုင်တဲ့အာဏာကိုမြန်မာပြည်မှာလုံလောက်တဲ့ကန့်တထိမ့်သိမ့်မှုရှိတယ်ထင်ပါသလားလို့ ဖြစ်ပါတယ်ခင်ဗျာအဲဘာနာလဲဆိုတော့ကတော့ဘဟုကတော်တော်ပဲဟိုဩဇာအနာရှိလွန်းလို့တောင်မှဒီတော်တော်များများအနေပြီးတော့အတိုင်းပြင်းတဲ့အစိုးရတွေမှာလုံလုံလောက်လောက်လုတ်ပိုင်ခွင့်မရှိဘူးလို့ပြောနေတဲ့အချိန်မှာပါအဲ့တော့ဒီလိုအချိန်မှာကျတော့ဒေတာတစ်ခုမှာပဲဘဟုရဲ့ခွင့်ပြုချက်မရဘဲနဲ့ဘဟုကမတိပဲနဲ့ဒီလိုဥပဒေတစ်ခုပြဋ္ဌာန်းနိုင်နေဆိုတော့တော်တော်ထူးဆန်းတာပဲ ကျွန်တော်ဒီအပတ်မေးခဲ့တဲ့နောက်မေးခွန်းတစ်ခုကတော့ဒေါက်ဆန်းစုကြည်နဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mrs. Madeline Albright ကိုမကြာခင်ကတွေ့ခဲ့ပါတယ်ခင်ဗျာ1995ခုနှစ်တုန်းကဒေါက်ဆန်းစုကြည်နဲ့ Madeline Albright ကပထမအကြိမ်မြန်မာပြည်မှာတွေ့ခဲ့ဘူးပါတယ်ခင်ဗျာအဲ့ဒီလိုတွေ့တော်ပြီးတဲ့နောက်တွေ့တဲ့အချိန်ကစပြီးတော့ပေါ့လေ Madeline Albright ကဒေါက်ဆန်းစုကြည်ကိုသူကအင်ပနန်လေးစားပြီးလူတိုင်းနဲ့တွေ့တဲ့အခါမှာမြန်မာပြည်နဲ့ပတ်သက်လို့ပေါ့လေရှင်တို့ဒေါက်ဆန်းစုကြည်လိုပုံကူမျိုးကို တိုက်ပြီးမှရထားတာအင်မတန်ကံကောင်းတယ်တဲ့အတူဟာတကဘာလုံးသွားပြီးဘရင်ဒီဘရင်မတွေဝင်ကြီးချုပ်တွေနဲ့တွေ့ဘူးသူပါတဲ့ဒေါအောင်ဆန်းစုကြည်လိုထဲ့မြက်တဲ့ပုံကိုတခါမှမမြင်ဘူးဘူးဆိုပြီးမက်ဒင်းအော့ဘရိတ်ကပြောကြားတယ်လို့ကျွန်တော်ကြားအပူပါတယ်ခင်ဗျာအခုတော့ဒီဒီနေ့ဒေါအောင်ဆန်းစုကြည်အခုဒီအပိုင်းမှာပေါ့လေမက်ဒင်းအော့ဘရိတ်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်းအဲကျွန်တော်ကအကျွန်တော်တို့မှတ်မှတ်သားဖြစ်အောင်ပြောနိုင်တာလေရှင်ပြောပါလို့ကျွန်တော်ဒေါအောင်ဆန်းစုကြည်ကိုမြစ်တာရက်ခံခဲ့ပါတယ်ခင်ဗျာ ူနဲ့အရင်တော့ဟိုအမေရိကသွားကုန်လာလေတွေ့ခဲ့တယ်လीအမြဲပဲနွေးနွေးထွေးထွေးရှိပါတယ်ဟိုပထမဦးဆုံးအချိန်တွေ့ခဲ့တဲ့မိတ်ဆွေသဘောမျိုးဖြစ်သွားတဲ့အခါကျတော့ဘဝရဆက်ဆံမှုကနွေးထွေးတယ်ရင်းနှီးတယ်နံပါတ်2ကတကယ်ကိုပဲမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဆိုလို့ရှိရင်စိတ်နာရှိတယ်တိုးတက်စေခြင်းနဲ့နောက်အခုလဲနိုင်ငံကြီးဝင်ကြီးမဟုတ်တော့ဘူးဆိုပေမဲ့လည်းမြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်လို့တခြားနိုင်ငံကြီးလူမှုရေးကိစ္စတွေနဲ့ပတ်သက်လို့တက်တက်ကြွကြွလုပ်နေတဲ့ပုဂ္ဂိုလ်တယောက်ဆိုတော့ ဝါရနိုင်ငံရဲ့တိုးတက်မှုနဲ့ပတ်သက်လို့အအထောက်အပံ့ပေးနိုင်တဲ့အခြေအနေမှာရှိပါသေးတယ်။ဟုတ်ကဲ့ဒီအပတ်အတွက်ဒီမိုကရေစီခရီးကြတဲ့ဒေါ်အောင်ဆန်းစုကြည်အစီအစဉ်ကိုဒီမာရင်ရန်သားဝင်ပြုပါခင်ဗျာ။အားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။ နေ့လာဤတိုင်းဒဝဲဒေတာကပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေစုစည်းပြီးကမ္ဘာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ထိမ့်မှတ်အဖြစ်ဇွန်လ9ရက်နေ့ကမိုးရာသီတစ်ပင်ဆိုင်ပွဲကျင်းပခဲ့ပါတယ်အပြည့်အစုံကို RFA သတင်းတောက်ကိုကြော်ထုတ်နိုင်ကတင်ပြထားပါတယ်ရှင်ကမ္ဘာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာတနင်္သာရီတိုင်းဒဝဲမြို့ကန်ကျောင်းသားသမဂ္ဂတွေအပါအဝင်တဘာဝပတ်ဝန်းကျင်ချင်းမြတ်နိုးသူတွေကဒဝဲမြို့နားကစပယ်တောင်ပေါ်မှာတစ်ပင်9ရောက်ကြော်ဆိုင်ပြုခဲ့ကြပါတယ်ဒဝဲဒေသတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ဖို့အတွက် ကိုတိုင်ပါဝင်ခဲ့တဲ့တဝဲတက္ကသိုလ်ကဆရာဦးတော်သူရကအခုလိုပြောပါတယ်။ဝဲဒေသခံတွေပေါင်းပြီးတော့ကျွန်တော်အသိပေးဆိုင်ပါတယ်။ဝဲဒေသခံတွေဆိုတာကျွန်တော်တို့ဒီတက္ကသိုလ်ကျောင်းကျောင်းသားတွေနောက်ကကျွန်တော်တို့ဒီတပည့်တော်ပေါင်းခြင်းမှာရှိတဲ့ကြီးရွာတွေပြီးရင်တဘာပေါင်းခြင်းဖြစ်သူတွေအစိမ့်အောင်ဘက်တော်သားတွေပေါ့ဗျာ။အားလုံးစုပြီးတော့ကျွန်တော်တို့ကိုပေါ့ရမုံငွေလေးရှာတယ်။ဆရာတော်က ကျောင်းကနေပြီးတော့မုတ်ကျွေးပေါ့ဟိုကျွန်တော်မိသားစုတွေစပယ်တောင်ထိန်းသိမ်းရေးအနေနဲ့အခုဒီနှစ်မှာပေါ့2023ခုနှစ်မှာဒဝေဒေသမှာပထမဦးဆုံးပင်ဆိုင်တာပါနောက်နှစ်တွေလည်းဆက်လုပ်သွားမယ်ကျွန်တော်တို့မိသားစုတွေပေါင်းပြီးတော့အခုဒီနေ့စပေမဲ့ကျွန်တော်တို့ဒါစိုက်ပြီးပြီးမဟုတ်ဘဲနဲ့နောက်စနေတနင်္ဂနွေတွေစနေတနင်္ဂနွေတွေကျွန်တော်မိုးတွင်မှာရသမျှဆက်ဆိုင်သွားအောင်ပါဒဝေဒေသမှာအခုဆိုရင်စိုက်ပျိုးမြေတွေချဲ့ထွင်တာတောင်ယာတွေခုတ်တွင်ရှင်းလင်းတာတွေအပြင်တစ်တောပြုံးတွင်းမှုတွေများလာတာကြောင့် သစ်ပင်အစားတို့စိုက်ပျိုးဖို့လိုအပ်နေတယ်လို့ဒဝယ်မြို့ဗုဒ္ဓလူငယ်အဖွဲ့မှကိုပူပူအောင်ကပြောပါတယ်ကျွန်တော်တို့ကတော့ဒီသစ်ပင်ဆိုက်ရတဲ့ယူရချက်ကတော့ကျွန်တော်တို့ဒဝယ်ဒေသကိုပထမဆိုင်လန်းစုပြည်ရေးအတွက်ပြီးလို့ရှိရင်လက်ရှိချင်းတွေကကျွန်တော်တို့ဒေသမှာဆက်ပျိုးမြေတွေချက်တွင်ချင်းတောင်ရာတွေတောင်ရာခုတ်ချင်းအဲဒါကြောင့်တောတွေကတော်တော်လေးပြုံးလာတယ်တောင်တွေကြီးလိုက်ချက်ချင်းမှာကဒုံးတွေကများတယ်အဲဒါကြောင့်ကျွန်တော်တို့ကအစားထိုးတဲ့အနေနဲ့တနက်တပိုင်းလေးသစ်ပင်ဆိုင်ချင်းကိုစတင်ချင်းဖြစ်ပါတယ်ပြီးလို့ရှိရင် ရေသက်ကန်တွေလည်းအကုန်လုံးစူးစီစီပါဝင်တဲ့အတွက်စီလိုမှုတစ်ခုကိုလည်းပြားတဲ့သဘောဖြစ်ပါတယ်ပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီရာသီဥတုရဲ့ဖောက်ပြန်မှုကိုလည်းတပတ်တလန်းနေပြီးတော့ထောက်ပါဖြစ်နိုင်အောင်ကျွန်တော်တို့တနေ့တပိုင်းစူးစမ်းလှုပ်ဆောင်ခြင်းဖြစ်ပါတယ်ဒီမှာရှိတဲ့လူအကုန်လုံးကတော့ကျွန်တော်တို့တဝက်ဒေသမှာရှိတဲ့ CBO အဖွဲ့တွေအကုန်လုံးလူမှုရေးအဖွဲ့တွေရောចောင်းသားចောင်းသုံးချောင်းလည်းသုံးသုံးချောင်းနဲ့အထက်ကလည်းကလေးတွေလာပြီးတော့ဝမ်းကူပေးကြပါတယ်ကျွန်တော်တို့ကိုဌာနဆိုင်ရာ တစ်တော်ကြံတဲ့ဆိုင်ရလေဝိုင်ဝန်းကူညီပေးကြပါတယ်ဒီနေ့ဟာကဘာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်တာကြောင့်ဒဝဲလူငယ်တွေစုပေါင်းပြီးစိုက်ပျိုးတာဖြစ်တယ်လို့လည်းတဝဲကျောင်းသားသမဂအဖွဲ့ဝင်တူဦးကလည်းအခုလိုပြောပြပါဗျာ။အခုကျွန်တော်တို့တဘောပေါင်းကျင်ထိမ်းမနေနေပေါ့နော်။တဝဲတမျိုးလုံးမှရှိတဲ့အဖွဲ့စင်းနေရရောတူတက်ချင်ရောအဲ့လိုတဘောပေါင်းကျင်နေမှာတက်ပဲနေဆိုင်ကြတယ်။အဲ့ထက်မှကျွန်တော်တို့သမဂအနေနဲ့ကတဖက်တလန်းနေပြီးတော့ပါဝင်ပြီးတော့တက်ပဲဆိုင်ချင်တယ်။ဒီမှာလည်းကမှဆိုရင်တဘောပေါင်းကျင်က ပြစစ်စလားပြစစ်နေပြီပေါ့နော်အဲ့ထာမှာကျမတို့အနေနဲ့နောက်ထပ်ပို့ပြီးတော့မပြည့်စည်အောင်ကောက်ွယ်တဲ့အနေနဲ့ကျမတို့တမကအနေနဲ့တပတ်တလားနေဒီညအတွက် RFA မြင်တဲ့ကြအစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီတရှိကြတဲ့ပိတ်သက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်